သက်25နှစ်ငယ်တဲ့ချင်းမွာလီရဲ့ထမိန်ဒီကိုပါရှော့နေပြီဖြစ်တဲ့တရုတ်ဆောင်ဆရာရဲ့နောက်ွယ်ကလေးဝဲချင်းတရုတ်ဆောင်မင်းသားဆရာဟာသူတဲ့အသက်25နှစ်လောက်ငယ်တဲ့ဇနီးလောင်းလေးရဲ့ထမိန်ကိုပါရှော့နေပါပြီဆရာဟာဇနီးလောင်းလေးကိုချင်းမွာတာကြောင့်ထမိန်ရှော့ရေးစစ်တီလုပ်ပေးနေရလို့ဆိုပါတယ်ဒါကြောင့်လေချို့သောပရိသတ်တွေကအသက်ကြီးတဲ့လူပြိုကြီးတွေအနေနဲ့စောစောစစ်စစ်မိမယူတင်ကြောင်းကြီးမဝတ်သက်ပေါက်တလို့မိမယူတဲ့အခါခုလိုကြောက်တောက်နေဖြစ်တဲ့တယ်လို့ဝေဖန်စနောင်နေကြတာပါအခုဆိုရင်တော့မြန်မာနိုင်ငံ Facebook သုံးနေတဲ့လူတော်များဟာလေဖုန်းဖွင့်လိုက်ရင်ကိုစီယာနဲ့သူ့ရဲ့ချင်းမွာ တွေအကြောင်းပဲမြင်နေရတာဖြစ်ပါတယ်။ဒါကလည်းတရုတ်ဆောင်စီကမိမယူချိန်မှာမြန်မာနိုင်ငံမှာရှိသမျှမီဒီယာတွေကိုခေါ်ပြီးတော့ ချင်းမွားလေးချင်းမွားလေးဆိုပြီးတော့လုတ်ခဲ့လို့ပါအရေးခက်က Music MTV သချင်းတွေမှာတယောက်ဆောင်ခဲ့တဲ့မင်းသားတလက်ဖြစ်ခဲ့တဲ့တယောက်ဆောင်စီရဟာယူပါဖြောက်ကချောမောလာပါနုဖက်ဥအဖက်နေတဲ့အမျိုးသမီးပရိသတ်တွေကတက်တက်လို့အားပေးကြတဲ့မင်းသားတယောက်ဖြစ်ခဲ့ပါရည်ဒါပေမဲ့လေမင်းသားစီရဟာတက်လေးစေကျော်တဲ့အထိမိမရီနဲ့ပတ်သက်မှုကင်းရှင်းကအမိနာမှာပဲလူပြိုကြီးဘဝနဲ့မိခင်ကြီးကိုပြုစုဆောက်ရှောက်နေကြတာဖြစ်ပါရည်ဒါပေမဲ့လေခုချိန်မှာတော့အသက်ကြီးမှဝတ်သက်ပေါက်တယ်လို့လူပြိုကြီးစီရဟာချစ်စစ်နဲ့တွေ့တော်ပါပြီစီရဟာသူတဲ့အသက်25နှစ်တည်တည်ငယ်တဲ့အသက် 2019ခုနှစ်ရွယ်မိန်းကလေးတယောက်ကိုချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။ဇေယျချစ်ကြိုက်ခဲ့တဲ့ကောင်မလေးကတော့မယုံဝရီစောခေါ်ကချောမောလာပါတဲ့ကောင်မလေးဖြစ်ပါတယ်။တကယ်ဆိုရင်အသက်19နှစ်ရွယ်သားရှိသေးတဲ့မယုံဝရီစောနဲ့ အသက်၄၀ကျော်အရွယ်တရုတ်စာမင်းသားစီကတော့အသားဖရယ်တွေပါပဲ။ဒါပေမဲ့အချက်မှမျက်စိမရှိအသက်ရွယ်မရှိဆိုသလိုတရုတ်စာစီကနဲ့မရှိဝရီစောတို့ကတော့ချစ်ကြိုက်လက်ထပ်ဖို့အတွက်ဆုတ်ဖြတ်လိုက်တာဖြစ်ပါရင်အခုဆိုရင်တော့အသက်၄၀ကျော်အရွယ်လူပြိုကြီးစီကတယောက်အသက်၁၉နှစ်ရွယ်မရှိဝရီစောအတွက်ရွှေတပိတ်သာစိတ်တစေစာဗရန်များတစင်စာငွေ3500နဲ့3000ကျော်ကိုနိုတိုက်ခတ်တစ်ခန်းရွရွတိုက်ခတ်တစ်ခန်းတန်မိုးစုစုပေါင်းမြန်မာငွေ3000ကျော်နဲ့တည်တောက်ခဲ့တာဖြစ်ပါရင်ဒါပြင်တရုတ်စာစီကဟာဇနီးလောင်းလေးရွှေဝရီစောကို င်းမွာလေးချင်းမွာလေးဆိုပြီးတော့ပါဇက်ကမချတာပါအတူတပြေတယောက်ဆောင်စီဟာကယုတ်ဒီစောကိုဘလောက်ချစ်ကြောင်းဘလောက်မြင်လို့ကြောင်းဘလောက်တွေ့တာကြောင်းအရေးအစားတွေတိဘလောက်ချစ်ကြောင်းပြောနေတာပါ ဒါကြောင့်လေတချို့လူတွေကဆိုရင်တော့တော်တော်လေးကိုမှအမြင်ကနေကြပါပြီ။ဒါပြင်အခုဆိုရင်တော့ဆိုတော့ဇီယာဟာဇနီးတရဲ့ထမိန်ကိုရှော့နေရတယ်လို့သိရပါရီ။ဇီယာဇနီးလောင်းလေးကိုချစ်လို့လို့အပင်မဲမခံစေချင်လို့ထမိန်မှာရှော့ပေးနေရပြီလို့ဆိုပါရီ။ဒါပြင်ဖုန်းပတ်စဝါတွေကိုလည်းပေးထားတယ်လို့ပြောလာခဲ့တာပါ။တကယ်ဆိုရင်တော့မြို့သားကဇနီးမရတွေ့ရင်ထမိန်ကိုရှော့ရင်ငရဲကြီးတယ်ဖုန်းနှိတက်တယ်ဆိုတဲ့ယူဆရှိပါရီ။ဒါပေမဲ့လေတယောက်စာမင်းသားဇီယာကတော့ဘာကောမှခင်မဆိုင်တော့ပဲချစ်ဇနီးလောင်းလေးအတွက်ထမိန်လေးရှော့နေတာပါ။အချို့ကလည်းဇီယာလောက်တာကအကဲ တော်တော်ပိုနေပြီလို့ဆိုကြပါရီအချို့ကလည်းဒီလိုထမိန်လျှော်ရတဲ့ဇာကဂေးတယောက်ဖြစ်တယ်လို့ခံယူထားတဲ့ဇနီးလောင်ကချမ်းသာကျဲဝါတာမလို့ထမိန်လျှော်ပေးနေရလို့ဆိုတာပါ တတော်ဆယ်လီဘိုကေကဆိုရင်တော့ဇီယာဟာဆော့ပိုက်မှာယောက်ျားချင်းစိတ်ဝေစားတဲ့ NGBD ဂေးတယောက်ဖြစ်ပြီးတော့ချစ်သူကောင်းလေးများစွာထားပူရလို့ပြောတာဖြစ်ပါတယ်။ဒီဗီယိုကိုကြည့်နေကြတဲ့ပရိသတ်တရားရောထမိန်လျှော်နေတဲ့တရုတ်စာမင်းသားဇီယာကိုဘယ်လိုမျိုးမြင်လဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်။အာဘိနာစီခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝေစားစရာကောင်းတဲ့ဆယ်လီတွေနဲ့ပညာရှင်တွေရဲ့ဒိဋ္ဌိတူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလီကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမေချပါနေအောင်ရှင်။